ဒီဇလန်းကတော့နတ်ဆိုးဘွားကနေငိမ့်သားယူတော့မဲ့လူတယောက်ရဲ့ဘွားကိုရုံးရင်ဆန်ခတ်ဖြစ်အောင်လှုပ်သွားတဲ့နောက်ဆက်တွဲကဘလောက်တောင်ကြောက်စရာကောင်းလဲဆိုတာသိရမယ်ဇလန်းလေးပဲဖြစ်ပါတယ်ဇလန်းရဲ့အစမှာတော့ဂျပန်နိုင်ငံရဲ့လူဆိုးကိုင်းကြီးတကိုင်းရဲ့ခိုင်းကောင်းဆောင်ကသူ့ကိုတငယ်ချင်းလိုပုံစံနဲ့ပြောနေတယ်ဆိုပြီးသူ့လက်အောက်ငယ်သားရဲ့ပါးစပ်ကိုဓာတ်နဲ့ဖျက်ပစ်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲသူတို့ခိုင်းတဲ့ကိုစာကာဘာလို့ခေါ်တဲ့ရန်သူတွေတော့နတ်ဆိုးဆိုပြီးခဝါချထားတဲ့လူတယောက်ဝင်လာပြီးခိုင်းကလူတွေကိုလိုက်တက်တော့တယ် ဒါကြောင့်ဂိုင်းကောင်းဆောင်လည်းသူ့ရဲ့ညာနဲ့ဘယ်လက်ယုံနှစ်ယောက်ကိုခေါ်ပြီးတဲဆန်ထွက်ပြေးကြရတယ်။ဒါပေမဲ့လည်းဘလို့ပဲပြပြနတ်ဆိုးလက်ကနေမလွတ်နိုင်တာမို့နောက်ဆုံးမှာတော့သူတို့ထွက်ပြေးတဲ့နေရာအထိကိုနတ်ဆိုးကလိုက်လာပြီးအားလုံးကိုတပ်ပစ်လိုက်ပါတယ်။အဲ့ဒီညကတော့ဆာကာရာရဲ့နတ်ဆိုးဘွားနောက်ဆုံးညဖြစ်တာကြောင့်သူ့ရဲ့လုပ်ဖို့ဂိုင်းမဲ့ဖူဂျီတာကလက်သွဲလုတ်ခဲရလို့ဝမ်းသာတယ်ဆိုပြီးနှုတ်ဆက်နေခဲ့ပါတယ်။အဲ့တော့စာကာတာလည်းအိမ်ကိုပြန်သွားပြီးအိမ်မှာသူ့ကိုကြိုဆိုတဲ့မိန်းမနဲ့သမီးလေးရှိနေတာကြောင့်အားတွေပြန်ပြေးသွားသလိုပျော်ရွှင်နေခဲ့တော့တယ် နတ်ဆိုးဘွားနောက်ဆုံးညဖြစ်တာမို့နတ်ဆိုးသွေးတွေကိုရေနဲ့စေးကြောနေတော့မှာပဲအိမ်ထဲကနေစူညံတဲ့အတန်တွေကြားနေရတာမို့ဘာလဲဆိုပြီးထွက်ကြည့်လိုက်တယ်။အဲ့ဒီမှာတော့မျက်နှာဖုံးတွေစွတ်ထားတဲ့လူငါးယောက်သူ့အိမ်ထဲကိုရောက်နေပြီးသူ့မိန်းမနဲ့သမီးလေးကိုဖမ်းထားတဲ့မြင်ကွင်းကိုမြင်လိုက်ရတယ်။ဒါနဲ့စာကာတာလည်းသူ့သမီးလေးကိုဖမ်းဆွဲထားတဲ့မျက်နှာဖုံးနဲ့လူကိုစိုက်ကြည့်နေပြီးအဲ့လူစီကိုပြေးသွားလို့တိုက်ခိုက်တော့တယ် ဒါပေမဲ့လည်းသူ့မိမနားမှာရက်နေတဲ့မျက်နှာဖုံးနဲ့လူကတနတ်တစ်ချက်ဖောက်လိုက်တာမို့စာကာတာလည်းသူ့မိသားစုတွေထိခိုက်မှာဆိုတာနဲ့ငြိမ်လိုက်တော့မှမျက်နှာဖုံးနဲ့လူကစာကာတာပေါ်အုံမိုးလို့တိုက်ခိုက်ပြန်တော့တယ်။တနတ်ဖင်နဲ့အချိန်ချင်းရိုက်ခန့်နေရတာမို့သူ့သမီးလေးရိုးကသူ့အဖေကိုမလုပ်ပါနဲ့လို့ဝင်ပြောတာနဲ့အမေဖြစ်သူကရိုးကိုဆွဲခေါ်ပြီးသမီးလေးကိုတော့လွှတ်ပေးပါလို့တောင်းတမှန်မှန်နဲ့ပြောနေခဲ့ပါတယ်။ဒါကိုအဖွဲတဲကမျက်နှာဖုံးနဲ့လူကနားကြီးလိုက်တာဆိုပြီးတနတ်နဲ့ပြစ်ထည့်လိုက်တာမို့စာကာတာရဲ့မိမလည်းအဲ့ညမှာနဲ့တေသွားခဲ့တယ်။ စကားရလည်းသူ့မိမကိုသူ့ရှိမှနဲ့တပ်ပစ်လိုက်တာကြောင့်စိတ်တူသွားပြီးအတင်းတွေယုံထားဖို့လောက်တာနဲ့နောက်ထပ်မျက်နှာဖုံးတဲ့လူကသူ့သမီးလေးကိုတနက်နဲ့ချိန်ပြလိုက်တယ်။ဒီတော့မှစကားရလည်းသူ့တောင်းပန်ပါတယ်လို့ပြောပြီးဘာမှနားမလည်သေးတဲ့ရူကိုလည်းဒီနေရာကနေထွက်ပြေးဖို့អော်ပြောတာနဲ့ရူလေးလည်းကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးရတယ်။ဒါကိုမျက်နှာဖုံးအဖွဲရဲ့ခေါင်းဆောင်ကပြေးသွားတဲ့ကလေးကိုမှတနက်နဲ့ချိန်ပြလိုက်တာမို့ကလေးလည်းတနက်မှန်ပြီးလဲကျသွားခဲ့တယ်။ မိမရောတမိပါမျက်စိရှိတဲ့အသက်ခံလိုက်ရတာကြောင့်စကားတာလည်းအယူတယောက်လိုမယုံကြည်နိုင်လောက်အောင်ဖြစ်နေပြီဒေါသစိတ်တွေလည်းခန္ဓာကိုယ်အတွင်းထဲမှာဝေယုံသုံးပါဖြစ်နေတော့တယ်အဲ့ဒီအချိန်မျက်နှာဖုံးကောင်းဆောင်ကသူတို့ရှင်ကြုံမြို့မှာနတ်ဆိုးတစ်ခေါင်ရှိနေပြီအဲ့နတ်ဆိုးက250ပြည်တာနဲ့လူတယောက်ကိုဝင်ပူးတာမို့အဲ့ဒီအပူးခံရတဲ့လူကလူတွေကိုမရက်မနာလိုက်တတ်တယ်ဆိုတဲ့သတင်းကမှန်နေတာပဲဆိုပြီးစကားတာကိုကြည့်လိုက်တယ် ဲ့ဒီနောက်တော့သူတို့အဖွဲ့ကအဲ့ဒီနတ်ဆိုးကိုဒီမျိုးကောင်းစားရေးအတွက်ရှင်းလင်းရမှာမို့သူတို့ကိုနားလဲပေးပါလို့ပြောရင်စာကာတာရဲ့နှစ်ထင်တက်တဲ့ကိုတနတ်နဲ့ချိန်လိုက်တယ်။စာကာတာလည်းတနေ့ကျရင်မင်းတို့အဖွဲ့ကလူအလုံးကိုသူတက်ပြစ်မယ်လို့ခေါင်းဆောင်ဖြစ်သူရဲ့မျက်နှာကိုစစ်စစ်ကြည့်ပြီးပြောလိုက်တော့ခေါင်းဆောင်လည်းရဲပြီးစောင့်နေပေးမယ်လို့ပြောရင်တနတ်နဲ့ပြစ်တက်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့စာကာတာကကိုကိုကိုတတ်သေးတာဖြစ်ပြီးသူမသေးခင်သူမိမနဲ့သမီးကိုပါတတ်သွားတယ်ဆိုတဲ့သတင်းထွက်လာခဲ့ပြီးမျက်နှာဖုံးအဖွဲအကြောင်းကတော့မပါခဲ့ပါဘူး အဲ့ဒီအဖြစ်အပျက်တွေဖြစ်ပြီးဆန္ဒနဲ့ကြာသွားချိန်မှာတော့အသက်ပြင်းလွန်းလာတဲ့ဂျပန်ဂျုံဝက်ဆာကာတာကတော့အသက်မသေးခဲ့ပဲကိုမာအခြေအနေနဲ့ထောင်ကျနေခဲ့ပြီးထောင်ကနေလွတ်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းရှင်ဂျုံမျိုးရဲ့မျိုးတော်ဝင်ဆူနိုဟာရာကလူလူရှိမှနောက်ထပ်ဆောက်လုပ်မဲ့အဆောက်အဦကြောင့်ပြောနေတော့မှာပဲ။ဂျာနန်လစ်ကာမီယာမာကအဲ့ဒါနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့မြို့မှာလူတွေစတိုက်ပျောက်ဆုံးနေတဲ့အကြောင်းကိုမေးခွန်းပေးခဲ့ပါတယ်။ အဲ့ဒီမေကွန်းနဲ့ပတ်သက်ပြီးတော့မြို့တော်ဝင်ကရဲတွေဘက်ကနေတော့ဒီလိုထုတ်ပြန်ချက်မျိုးတရားဝင်ကြော်ညာထားတာမရှိတာမို့အချက်လက်မခိုင်လုံတဲ့မေကွန်းကိုသူလည်းဖြေမှာမဟုတ်ဘူးဆိုပြီးပဲပြန်ဖြေခဲ့ပါတယ်။တစ်ဖက်မှာလည်းစာကာတာကိုသူ့ရဲ့လုံဘော့ကိုင်ပဲဖြစ်ခဲ့တဲ့ဖူဂျီတာကနေလို့ရမယ့်နေရာတစ်ခုကိုခေါ်သွားပေးပြီးကိုလက်တန့်ရှင်ရေးနဲ့သပင်တွေကိုလည်းခတ်တူတူညှက်ပေးခဲ့တယ်လို့သူတစ်ဘက်တရားကိုလည်းစောင့်ရှောက်ပေးဖို့မှာပြီးထွက်သွားခဲ့တယ်။ ဒါနဲ့လေကောင်းလေတန်းရှူလို့ရအောင်အပြင်ကိုလိုက်ပို့ပေးပြီးပြန်လာချိန်မှာတော့စာကတာနဲ့အရင်ကရန်ညှိုးရှိခဲ့ဘူးတဲ့လူတယောက်ကအလစ်ဝင်တိုက်တာမို့စာကတာလည်းဝှီးချဲပေါ်ကနေပြုတ်ကျသွားပြီးလေကားထက်မှမေ့လဲသွားခဲ့တယ်။လာတိုက်ခိုက်တဲ့သူလည်းစာကတာကြောင့်ပြတ်သွားတဲ့သူ့လက်ကိုပြပြီးဒေါသရထွက်နေပေမဲ့လည်းစာကတာရဲ့ပုံစံကစိတ်ပြတ်စရာဖြစ်နေပြီးမို့သူဒေါသကိုသာပြန်မြှုပ်ချပြီးထွက်သွားတော့တယ်။ တစ်ဖက်မှာလည်းဂျာနယ်လစ်ကာမီယာမာကဇလန်းအစမှာဗဇက်ဖြဲခံလိုက်ရတဲ့လူတယောက်စီကနေစာကာတာရဲ့သတင်းတွေမေးနေခဲ့ပြီးအဲဒီကနေမှဆက်ဆက်လို့မျက်နှာဖုံးအဖွဲ့ရဲ့အကြောင်းကိုပါသတင်းယူနေခဲ့တယ်အဲ့လိုလုံနေတော့မှပဲသူတည်င်းယူနေတဲ့ကားရှိတက်တဲ့ကိုမျက်နှာဖုံးနဲ့လူတယောက်ရောက်လာတာမို့ဂျာနယ်လစ်လည်းကြောက်လန့်ပြီးကားတကားလုံးကိုအမြန်ချလို့တစ်ဖက်ခုံစီကိုပြောင်းထိုင်လိုက်တယ်။မျက်နှာဖုံးနဲ့လူကလည်းကားစီကိုရှောက်လာခဲ့ပြီးကားတကားကိုအပြင်ကနေဖြွင့်နေခဲ့ပေမဲ့မရတာမို့သူ့လက်ထဲမှာကင်ထားတဲ့ပစိမ့်နဲ့ပဲကားမှန်ကိုရိုက်ခွဲလို့အထဲကလော့ကိုဖြွင့်လိုက်တယ်။ အဲ့ဒီနောက်တော့ဂျာနယ်လစ်လဲကားပေါ်ကနေဆင်းပြေးတာနဲ့မျက်နှာဖုံးနဲ့လူကပြေးလိုက်သွားပြီးမှီတဲ့အခါမှာတော့တခါတည်းပစိန်နဲ့နောက်ဘက်ကူးပေးလိုက်ပါတယ်။ကားထဲမှာကြံနေတဲ့နောက်တစ်ယောက်ကိုလည်းနောက်ထပ်မျက်နှာဖုံးနဲ့လူတစ်ယောက်ကရောက်လာပြီးတတ်ဖို့လှုပ်တာနဲ့ထွက်ပြေးရတာကနေမလွတ်နိုင်မှန်းသိတော့အသက်ချမ်းသာပေးဖို့နဲ့သူ့မှာမိသားစုရှိပါတယ်ဆိုပြီးပြောလိုက်တယ်။ ါပေမဲ့လည်းအဲ့လိုပြောမှပိုဆိုးကုန်ပြီမျက်နှာဖုံးတဲ့လူကသူ့ပါဇက်ထဲကိုတနတ်ထိုးထဲလို့ကိုကိုကိုတတ်သိခိုင်းလိုက်တာမို့အဲ့လူလည်းနေရာမှာနေတည်သွားခဲ့တယ်။တစ်ဖက်မှာလည်းစာကာတာကလက်မောင်းကိုဓာတ်နဲ့ထိုးခံလိုက်ရတာမို့ဆေးရုံကိုပြန်ရောက်နေပြီ။ရဲရရှိတယောက်ကသူ့ကိုစစ်စေးမေးစရာရှိရဆိုပြီးအခန်းရှိမှာစောင့်နေတဲ့သူစပယ်နှစ်ယောက်ကိုတွားခိုင်းပြီးအထဲကိုဝင်လာခဲ့တယ်။ အထဲရောက်တာနဲ့အရာရှိကြီးကမျက်နှာဖုံးတစ်ခုကိုကောက်ဆွတ်လိုက်ပြီးလွန်ခဲ့တဲ့စနစ်နှစ်တည်းကတည်တည်နာလို့ပြောရင်စေတူအထဲကဆေးရည်တွေကိုစလိုင်းထဲကိုထိုးထည့်လိုက်ပါတယ်။ဆေးရည်ချိန်ကြောင့်စာကာတာလည်းမျက်လုံးပွင့်လာပြီးဒါကိုတီတော့မယ်ထင်တဲ့အရာရှိကြီးကတော့မသိခင်နတ်ဆိုးကြီးနဲ့ဓာတ်ပုံရိုက်လိုက်အောင်မယ်ဆိုပြီးဖုံးကိုထုတ်လို့ဓာတ်ပုံရိုက်နေတော့မှပဲအနောက်မှာကိုမဝင်နေတဲ့စာကာတာကရုတ်တရက်ဆိုသလိုနလန်ပြန်ထူလာတော့တယ်။ ချက်ချင်းပါပဲသူ့မိသားစုကိုသူ့စီကနေခေါ်ထုတ်သွားခဲ့တဲ့မျက်နှာဖုံးတဲ့လူကိုခုံအုပ်ပြီးအသေးတံတွေတိုက်ခိုက်တော့တယ်။ဒါပေမဲ့လည်းခန္ဓာကိုယ်ကအရင်လိုကောင်းကောင်းပြန်မလှုပ်ရှားနိုင်သေးတာမို့ရာရှိကြီးရဲ့တိုက်ခိုက်တာမှာအလူးလိမ့်ခံနေရပြီးအဲ့ဒီချိန်မှာပဲရုတ်တရက်ဆိုလိုလူနာခန်းတဲ့ကိုရာရှိကြီးရဲ့တပည့်နှစ်ယောက်ပြန်ဝင်လာတာမို့ရာရှိကြီးလည်းသူ့ရဲ့ဇိုင်းမှန်ကိုတီးသွားမှာဆိုပြီးရဲတယောက်ကိုခေါင်းအုပ်နဲ့ဖိလို့တဏှာနဲ့ပစ်တက်လိုက်တယ်။ ကျန်တဲ့သူ့လူတယောက်ကလည်းစူညံတန်တွေကြောင့်ရောက်လာတဲ့ဆရာဝန်ကိုတဏှာနဲ့ပြစ်တက်လိုက်ပြန်ပြီးအဲ့ဒီချိန်မှာပဲနောက်မှလဲကျနေတဲ့စာကတာကပြန်ထလာလို့သူနဲ့အတူရှိနေတဲ့မျက်နှာဖုံးဖွဲ့ဝင်တယောက်ကိုသူ့လက်နဲ့မရမကခိစ္စတုံးပြစ်လိုက်တော့တယ်။အဲ့ဒီနောက်တော့ဆေးရုံရှိမှအတင်းဆောင်နေတဲ့သူ့ရဲ့လုံဖော်ကိုင်းမဲ့ဖူဂျီတာရဲ့ကားပေါ်တက်လို့မောင်းထွက်လာခဲ့ကြတယ်။တစ်ဖက်မှာလည်းရှင်ဂျုံမျိုးရဲ့မျက်နှာဖုံးအဖွဲ့မှောင်ကိုလုံနေတဲ့ငူးရစ်စေဝါဆက်ရုံနေရာမှာလည်းမိန်းကလေးတွေအများကြီးရှိနေပြီးနောက်ထပ်ကိုလည်းတင်းမောနဲ့အများကြီးခေါ်ယူနေပြန်ပါတယ်။ ဆက်ယုံမှာတော့နှစ်ဖုံးမှာဂျိုးပောင်းနေတဲ့မျက်နှာဖုံးနဲ့လူကတင်မောစိတ်မှာရှိတဲ့ကြားမျက်နှာဖုံးနဲ့လူစီဖုံးလန်းဆက်ပြီးသူတို့လူတတ်ခံရတဲ့အကြောင်းနဲ့တတ်သွားတဲ့လူကစာကာတာဖြစ်တာကြောင့်မို့ချင်းချုံမျိုးမှာနတ်ဆိုးပြန်ပေါ်လာပြီဆိုပြီးပြောနေခဲ့ပါတယ်ဒါနဲ့ကြားမျက်နှာဖုံးနဲ့လူကဒါဆိုရင်စာကာတာကအခုဗမာလဲလို့ပြီးတော့တစ်ဖက်ကလည်းသူအခုဖူဂျီတာနဲ့အတူရှိတယ်ဆိုပြီးပြောတာမို့ချက်ချင်းဆိုလို့စာကာတာရဲ့အလောင်းကိုသူတို့စီခေါ်လာဖို့ဖူဂျီတာစီမက်ဆေ့ပို့လိုက်တယ်ဒါကြောင့်ဖူဂျီတာလည်းကားနဲ့အတူမျက်နှာဖုံးတွေရဲ့ဆက်ယုံနဲ့ဝင်လာပြီးသူတို့လိုချင်တဲ့စာကာတာရဲ့အလောင်းကိုပေးလိုက်တယ် ဒါနဲ့စစ်ယုံတွေကလူတွေလဲစာကာတာတေပြီပဲထင်ပြီးအလောင်းကိုလျှောစားနဲ့အတူရှင်းချလိုက်ပြီးဖူဂျီတာတို့ရဲ့ကားကိုလဲစစ်ယုံတွေကနေထွက်ခွာခွင့်ပြုလိုက်တယ် ဒါပေမဲ့ရှော့ဆက်ကနေရှော့သွားတဲ့စာကာတာကအလောင်းအိတ်စစ်ကိုဖွင့်လို့အပြင်ကိုပြန်ထွက်လာခဲ့ပြီးသူမြင်သမျှမျက်နှာဖုံးလောက်ကလူတိုင်းကိုတပ်ပစ်တော့တယ်။ဒါကို CCTV ကကြည့်နေတဲ့မျက်နှာဖုံးအဖွဲတွေကလူကမြင်သွားပြီး Fujita သူတို့ကိုတစ္ဆာဖောက်သွားတယ်ဆိုတာကိုသိလိုက်ရတာမို့ဂိမ်းဆောင်ကလူစီကို Fujita ရဲ့ကားကိုထွက်သွားခွင့်မပေးဖို့နဲ့ကားပေါ်ကလူတွေကိုတပ်ပစ်ဖို့ဖုံးဆက်ပြောတယ်။ဒါနဲ့ဂိမ်းဆောင်ကလူလည်းတနတ်ကိုထုတ်လိုက်ပြီးသူ့ကိုမျက်နှာဖိပြနေတဲ့ကားမောင်းသမားနဲ့နောက်ခံတဲ့က Fujita ကိုတနတ်နဲ့ပစ်တော့တယ်။ တစ်ဖက်မှာလည်းစာကာတာကသူများစက်ယုံထိလာပြီးပွဲကျန်းနေတာမို့ကိန်းဆက်တွေနဲ့လောင်တိုက်ထုတ်နေရပြီးသူတယောက်တည်းကြောင့်လည်းစက်ယုံတွေကလူတွေအများကြီးတေကုန်ကြသလိုတနတ်တန်တွေလည်းစုညံနေပါဗျ။ ဂိတ်ရှိမှလည်းကားမောင်းသမားကတော့တခါတည်းတည်သွားခဲ့ပြီကားမှန်အမဲတွေကားနေတာကြောင့်မတည်သေးတဲ့ဖူဂျီတာကတော့သူ့ကိုတေးမတေးလာဆက်တဲ့ဂိတ်ဆောင်ကလူကိုတပ်ပစ်ပြီးကားပေါ်ကနေရှက်ထိထားတဲ့တနတ်ထန်ရံနဲ့အတူဆင်းလာခဲ့ပါတယ်တစ်ဖက်မှာလည်းစာကာတာကစက်ယုံရဲ့အပေါ်ထက်ထီကိုရောက်လာခဲ့တာမို့ထိမ့်မြသိမ့်မြဖြစ်နေတာနဲ့နှစ်ဖူးမှဂျူပေါက်နေတဲ့မျက်နှာဖုံးနဲ့လူကစက်ယုံဝန်းနဲ့ကိုဆင်းသွားခဲ့ပြီးစက်ယုံတစ်ခုလုံးကိုစာကာတာအတွက်နဲ့ဘုံဖောက်ခွဲပစ်လိုက်ပါတယ် ဒါကိုတဏျာကနေလှမ်းကြည့်နေတဲ့ညနှဖုံးကောင်းဆောင်ကသူ့လူစီကိုဖုံးဆက်ပြီးစာကာတာအတွက်နဲ့စိတ်ယုံကိုရင်းရအောင်လုပ်ခဲ့တာပဲလို့ပြောတော့သူ့လူကလည်းစိတ်ယုံကိုအေးဖို့ဆိုပြီးဘုန်းစင်ခဲ့တာမို့အခုအေးဖို့အခြေအနေမျိုးတုံးလိုက်ရတာပါလို့ပြန်ပြေနေပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအသက်ပြင်းလွန်းလာတဲ့ဂျပန်ဂျုံဝက်ကတော့မီးလောင်နေတဲ့စိတ်ယုံတွေကနေထွက်လာတာမို့ညနှဖုံးနဲ့လူလည်းကြောင်သွားပြီးတနက်နဲ့ကောက်ချိန်လိုက်တဲ့အချိန်မှာဖူဂျီတာကကားကိုအချိန်နဲ့မောင်းလာပြီးဝင်တိုက်ပစ်လိုက်တယ်။ အဲ့နောက်တော့ဖူဂျီတာလည်းအခြေအနေမကောင်းတော့ပဲကားပေါ်ကနေဆင်းလာပြီးစာကာတာအကြောင်းကိုဒီမျက်နှာဖုံးနဲ့လူတွေစီကိုပြောပြခဲ့တဲ့သူကသူ့ပဲမလို့စာကာတာရဲ့မိန်းမနဲ့တမီလီတီးသွားရတာသူ့ကြောင့်ပါပဲဆိုပြီး သူလဲသေးသေးမာတယ်ဆိုတာနဲ့စာကတာလဲတနက်နက်တစ်ချက်တည်းပြစ်တက်လိုက်တယ်။နောက်တော့စာကတာလဲညနေဖုံးတဲ့လူကိုနှိပ်ဆက်ဖို့တနည်းအားစီခေါ်သွားခဲ့တာမို့ခေါင်းဆောင်စီကဖုံးဝင်လာတာနဲ့ကင်လိုက်တော့ခေါင်းဆောင်ကသူတို့ကိုအခုလိုလိုင်းနှောက်ရှက်နေတာကိုရက်လိုက်ဖို့နဲ့အဲ့လိုမှမဟုတ်ရင်ခုထိအသက်ရှင်နေသေးတဲ့သူသမီးလေးကိုတတ်ပြစ်မယ်လို့ပြောလာတယ်။ဒါကြောင့်သူသမီးအသက်ရှင်နေတာကိုမသိတဲ့စာကတာတရားအံ့ဩသွားပြီးဘာလို့ရမယ်မသိဖြစ်သွားပေမဲ့လဲခက်ရှင်းချင်းပဲတတ်ပြစ်လိုက်တော့တယ်။စာကတာရဲ့သမီးလေးကတော့၁၂နှစ်ကြာပြီးချိန်မှာ ထက်တန်းចောင်းသူလေးတယောက်ဖြစ်နေပြီးအဲ့ဒီချိန်တုန်းကအယုတ်ကိုပဲတန်းတန်းနဲ့ပြစ်လိုက်တာမို့လမ်းပြီးလဲကျသွားတာကိုစာကာတာကတေသွားပြီလို့ထင်သွားခဲ့တာပါအခုချိန်မှာတော့ဘိုကသူ့အမိကိုတတ်သွားခဲ့တယ်မျက်နှာဖုံးတဲ့လူကိုသူ့အဖေလို့ထင်နေပြီးအဲ့လူနဲ့တိုက်ခန်းတစ်ခုမှအတူနေနေခဲ့ပါတယ်ဒါပေမဲ့လည်းသူ့အဖေလို့ထင်နေတဲ့လူကသူ့ကိုကြားချောင်းချောင်းနေတဲ့မျက်နှာဖုံးတဲ့အဖွဲကနှာဘူးကောင်ဖြစ်နေတာကိုဘိုမသိခဲ့ပါဘူး နောက်တစ်ရက်မှာတော့စာကာတာကသူနဲ့အရင်ကအလုတ်သွဲလုတ်ခဲ့ပြီးအခုရဲရရှိဖြစ်နေတယ်သူ့လူစီကိုတွားခဲ့ရတာကနေသူသမီးဘယ်မှာရှိမလဲဆိုတာကိုသိသွားပြီးအဲ့ကိုဒုတ်တချောင်းနဲ့လိုက်သွားခဲ့တယ်အဲ့ဒီအချိန်သူသမီးကတိုက်ခန်းတစ်ခုထဲမှာတယောက်တည်းရှိနေခဲ့ပြီးစာကာတာကလည်းဘသူ့ကိုမှအမေးမြန်းမရှိပဲတိုက်ခန်းကလူတိုင်းကိုရိုက်သက်ပြစ်လို့သူသမီးနေတဲ့တိုက်ခန်းလွှာစီကိုတက်လာခဲ့တယ် အခန်းထဲကိုဝင်လိုက်ချိန်မှာတော့ဘိုးကအောက်ကဆူညံတဲ့တွင်ကြောင့်ကြောက်လန့်နေပြီးဆိုဖာနောက်ကိုဝင်ပုန်းနေခဲ့တယ်လို့စကာတာကလည်းအခန်းထဲကဘုတ်ပေါ်မှာရှိတဲ့ဘိုးနဲ့မျက်နှာပုံးအဖွဲကလူကိုအဖေထင်ပြီးတွဲရိုက်ထားတဲ့ပုံတွေနဲ့ငငယ်တုံးကဓာတ်ပုံတွေကိုတွေ့လိုက်ရတယ်။ဒါကြောင့်အန်အောနေပြီးသူ့သမီးလေးတို့ကစိတ်မကောင်းဖြစ်နေတော့မှပဲအခန်းထဲကိုဘိုးရဲ့အဖေအနေနဲ့ဟန်ဆောင်ထားတဲ့မျက်နှာပုံးအဖွဲကလူကဝင်လာခဲ့တယ်။ အဲ့လူကသူခါမထိုးထားတဲ့တနတ်ကိုထုတ်ပြီးတိုက်ခိုက်မဲ့လုပ်ပေမဲ့ဘူကိုမြင်လိုက်ရတာမို့သူတရုတ်မှန်ပေါ်သွားမှဆိုးတာနဲ့တနတ်ကိုမထုတ်ပဲတမန်လူတယောက်အနေနဲ့ပဲစကတာကိုအခန်းထဲကနေထွက်သွားပြီးဖို့ဒါပြောတော့တယ် ဒါပေမဲ့လည်းသူဘလောက်ဟန်ဆောင်ကောင်းပါစေစကတာကတော့သူ့ကိုမျက်နှာဖုံးဖွဲ့တဲ့ကလူမှန်တိတာမှုစာပြီးတိုက်ခိုက်တာနဲ့နှစ်ယောက်သားအခန်းထဲမှာသူချကိုချဖြစ်ပြီးဝေယုံသုံးပါးတွေဖြစ်ကုန်ကြတယ်။အဲ့ဒီအချိန်အပေါ်ကနေအုံမိုးပြီးတိုက်ခိုက်နေတဲ့စကတာကိုအောက်ကဖြစ်နေတဲ့မျက်နှာဖုံးနဲ့လူကအပေါ်ကောင်ဖယ်ဆန်းဆိုပြီးပြောလိုက်တာမှုစကတာလည်းသူ့မိမကိုတတ်သွားတဲ့နေ့ကပြောခဲ့တဲ့စကားကိုပြန်တတိယရသွားတယ်။ ဒါကြောင့်ကြောင်ကြည့်နေတော့မှာပဲအဲ့လူကတဏနဲ့ချိန်လိုက်ပြင်မဲ့ခုနကရုံးရင်ဆန်ခဲ့ဖြစ်တော့ကတုံးခဲ့တာမို့ကြီးကကုံသွားခဲ့ပြီအဲ့ဒီချိန်မှာပဲဘူကသူမြားပြစ်တင်တဲ့တတ်ထားတဲ့အကျိုးကိုသူ့အဖေစီမှာကောင်းကောင်းအသုံးချပြလိုက်တယ်။သူသမီးစီကတိုက်ခိုက်ခံရတာမို့အံ့ဩနေတဲ့ဆာကာတာတယောက်မြားထန်းလန်းနဲ့ဖြစ်နေတော့မှာပဲမျက်နှာပုံးအဖွဲကလူကသူ့ကိုတိုက်ခန်းပေါ်ကနေအောက်ကိုတွန်းချလိုက်တော့တယ်။မျက်နှာပုံးအဖွဲကလူလည်းဆာကာတာကိုကြောက်လန့်နေတာမို့ဘူကိုအစဉ်ပြေလာလို့မေးပြီးနောက်တစ်ချိန်အောက်ကိုငုံကြည့်လိုက်တော့ဆာကာတာမရှိတော့တာကိုတွေ့လိုက်ရပြီ။ အန်အောနေတော့မှာပဲကာတစီကသူတို့တိုက်ခိုင်းအောက်ကနေအချိန်နဲ့မောင်းထွက်သွားခဲ့တယ်။အဲဒီနောက်တော့တနည်းမှကားကိုရက်လိုက်ပြီးအရင်ကစာကာတာရဲ့လူဖြစ်ခဲ့တဲ့ရဲကစာကာတာရင်မှာစိုက်နေတဲ့မြားကိုကိုယ်တိုင်ဖယ်ပေးပြီးဆေးတွေကိုထည့်ပေးနေခဲ့တယ်။အဲဒီချိန်မှာပဲမျက်နှာဖုံးခေါင်းဆောင်စီကနေဖုံးဝင်လာတာနဲ့ဖုံးပြောရာကနေဘူကိုဖမ်းထားတာမို့ကဲချင်သူတို့ချိန်တဲ့နေရာကိုအခုလာခဲ့ဖို့ပြောပါတယ်။ဒါနဲ့စာကာတာလည်းတေမလို့ဖြစ်နေတာတော့သူသမီးကိုကဲချင်တဲ့စိတ်တစ်ခုတည်းနဲ့ကားရှိခံဘက်ကိုပြောင်းသွားခဲ့ပြီးကားကိုကိုယ်တိုင်မောင်းလို့ထွက်လာခဲ့တယ်။ တစ်ဖက်ကလည်းစာကရာလာမယ်ဆိုတာကိုသိနေတာမို့မျက်နှာဖုံးတဲ့လူကလည်းချိန်ထားတဲ့နေရာမှာသူ့လူတွေအားလုံးကိုနေရာချပေးထားပြီးအားလုံးကိုလည်းလက်နက်ကိုစီပေးထားခဲ့တယ်။စာကရာကလည်းသူ့လက်နက်စုဆောင်းထားတဲ့နေရာမှာလက်နက်တွေကိုဝင်ယူပြီးချိန်ထားတဲ့နေရာကိုရောက်လာတယ်လို့အဲ့ဒီနေရာမှာသူ့ကိုစောင့်နေတဲ့လက်နက်နဲ့လူတွေကိုလည်းအကုန်ရှင်းပြစ်ပြီးသူ့သမီးရှိရစီကိုဆက်လျှောက်လာခဲ့တယ်။ စာကားရဲလှုပ်ရှားမှုတိုင်းကိုလည်းညနေဖုံးအဖွဲက CCTV ကနေကြည့်နေပြီးသူတို့လူတွေအများကြီးသုံးသားပါရဲ့နဲ့စာကားတယောက်တည်းကိုမနိုင်ပဲအသက်ခံနေရတာတွေကိုသာမြင်နေရတယ်။ဒါကြောင့်ဝူဝဲအဖေဆိုပြီးဟန်ဆောင်ထားတဲ့လူကသူထွက်တိုက်မယ်ဆိုပြီးတော့စာကားနဲ့နှစ်ယောက်ထွက်တိုက်ရကနေဝူကိုလည်းအချိန်တစ်ခုကြာမှဘလောက်တောင်ဖွင့်ထွာလာတဲ့အကြောင်းတွေပြောနေခဲ့တာမို့စာကားလည်းတီးမခံနိုင်တော့ပဲလက်ထက်ကဓမ္မနဲ့ခေါင်းကိုရိုက်ထည့်လိုက်တာအဲ့လူလည်းမေ့လဲသွားတော့တယ်။ ဲ့ဒီနောက်အထဲကိုဝင်လာရကနေသူသမီးကိုတွေ့လိုက်ရပြီသူသမီးကသူ့ကိုဒစိမ့်ဆန်ဆန်ကြည့်နေတာမို့စာကာတာလည်းသူ့ကိုမဖမ်းမိဘူးလားဆိုပြီးမေးနေတဲ့အချိန်မျက်နှာဖုံးအဖွဲခေါင်းဆောင်နဲ့သူ့အဖွဲတွေရောက်လာပြီးစာကာတာကိုဖမ်းချုပ်လို့ဘိုးရဲ့လယ်ဘေးပေါ်ကိုလည်းဓာတ်တင်လိုက်တယ်အဲ့ဒီချိန်မှာပဲစာကာတာရဲ့လူကတဏျာရမ်းပြီးအဲထဲကိုဝင်လာတာမို့ထိကျင်တဲ့လူတွေအကုန်ထိကုန်ကြပြီခေါင်းဆောင်တော့တဏျာကိုအမြန်ဝင်ပုန်းလိုက်ရတယ် စကားတာကလည်းသူသမီးကိုထွက်ပြေးဖို့ပြောတာနဲ့ဘူလည်းသူငငယ်တုန်းကသူ့ဖေပြောခဲ့တဲ့စကားကိုပြန်အမှတ်ရသွားပြီးစကားတာကိုသူ့ဖေမှန်တီသွားခဲ့တယ်လို့ချက်ချင်းဆိုလိုပဲတဏ္ဍယံမိဝင်လာတဲ့လူနဲ့အတူထွက်ပြေးသွားခဲ့တယ်။ဘူထွက်သွားတဲ့တပိုင်းနဲ့မုတ်စိတ်ငွေရှင်နဲ့မျက်နှာဖုံးကောင်ဝင်လာပြီးစကားတာကိုတိုက်ခိုက်ရတာကနေဒန်ဟာရီရတာတဲ့စကားတာလည်းအထိနာနေပြီးသူ့အသက်မသေးအောင်တော့ပြန်တိုက်ခိုက်ရင်းကနေအဲ့လူကိုလွတ်ပြစ်လိုက်တာအခန်းထဲကလှေကားနဲ့ခေါင်းနဲ့တိုက်မိပြီးအသက်ငင်နေတော့တယ်။ဒါကြောင့်ခေါင်းဆောင်နဲ့မျက်နှာဖုံးကိုချွတ်လိုက်တော့အသက်ငင်နေတဲ့သူ့ရဲ့အမှားကြီးကိုကိုတွေ့လိုက်ရတယ်။ တစ်ဖက်မှာလည်းထွက်ပြေးနေတဲ့ဘူကသူ့အဖေကိုထားခဲ့ပြီးမသွားနိုင်ဘူးဆိုတာနဲ့အထဲကိုပြန်ဝင်လာတယ်လို့စာကာတာကလည်းအခန်းထဲမှာခေါင်းဆောင်နဲ့တိုက်ခိုက်ရတာကနေခြေမှာသူစတိုက်တိုက်ခိုက်လာခဲ့ရတာမို့ဒဏ်ရာတွေကလည်းပြင်းထန်နေခဲ့ပြီး လူကလည်းအရင်လိုမလှုပ်ရှားနိုင်တော့တာမို့တစ်ဖက်ကအသာစီးရနေပြီးနောက်ဆုံးမှာတော့စာခါရာတယောက်သူ့ရဲ့လက်တစ်ဖက်ဖြတ်ခံလိုက်ရပါတယ်ခန္ဓာကိုယ်မှာလည်းဓာတ်တန်ရာချက်ပေါင်းများစွာရှိနေခဲ့ပြီးလက်ကလည်းတစ်ဖက်ထဲကျန်နေခဲ့တဲ့အချိန်ခေါင်းဆောင်ကလည်းသူ့လူတွေတည်သွားတဲ့ဒေါသကြောင့်အသေးတွေတိုက်ခိုက်နေတာမို့စာခါရာလည်းပြန်ခုခံရင်းကနေနောက်ဆုံးမှာတော့မသေးချင်လောက်အောင်စိတ်သက်ပြင်းပြနေတာကြောင့်သွေးသက်တရေဖြစ်နေတဲ့ဈာကနေကိုခေါင်းဆောင်ရဲ့မျက်နှာတက်တဲ့ကိုဓာတ်နဲ့ခုတ်ပြီးရှင်းပြလိုက်နိုင်တော့တယ်အဲဒီအချိန်မှာပဲသူ့ကိုစိတ်ပူပြီးအခန်းထဲကိုဝင်လာတဲ့ဘုကိုမြင်တာနဲ့ဘိုးစီကိုရှောက်လာနေတော့မှာပဲအနောက်ကနေမသေးပဲလိုက်လာတဲ့ ာဘူးကောင်ရဲ့တနတ်ကြောင့်အောက်ကိုလဲကျသွားတယ်။အဲ့ဒီနောက်တော့နှာဘူးကောင်ကသူကဘိုးအဖေပါဆိုပြီးပြောတာနဲ့ဘိုးကလည်းမဟုတ်ဘူးဆိုပြီးညင်းနေတာမို့ရှေ့ကိုတဖြည်းဖြည်းတိုးလာတာနဲ့စကာတာလည်းအနောက်ကနေအဲ့လူရဲ့ခေါင်းတက်တဲ့ကိုဓမားနဲ့ခုတ်ပစ်လိုက်တယ်။အဲ့ဒီချိန်မှာပဲခန္ဓာကိုယ်မှာဒဏ်ရာတွေအများကြီးရပြီးလဲကြတော့မလို့ဖြစ်နေတဲ့စကတာကိုဘိုးကလှမ်းပတ်ထားလိုက်ပြီးသူ့အဖေကိုမသေးပါနဲ့ဆိုပြီးဝမ်ပန်တက်နဲ့တောင်းဆိုနေခဲ့ပါတယ် ါပေမဲ့လည်းရှင်ညိုမျိုးကနတ်ဆိုးကြီးကတော့သူ့သမီးကိုလူဆိုးလူယုံမာတွေလက်ကနေကယ်တင်လိုက်နိုင်တာမို့တေတာတော်စိတ်ဖြောင့်ပြီဆိုတဲ့အပြုံးကြီးကိုပြောပြီးသူ့သမီးလက်ပေါ်မှာနေမျက်လုံးမှိတ်သွားခဲ့တော့တယ်အဆုံးထိကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်